အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီရင်စရာမင်းပိုင်စိုးဖြစ်ပါတယ်အဲကျွန်တော်ခုတစ်ခါမှာတော့ကျွန်တော်မိတ်ဆွေခொနည်းကသားသမီးအားလုံးအတွက်အသုံးဝင်မဲ့ရရာနီလန်းကောင်းလေးတစ်ခုကိုမြေတာရှင်းထားပြီးတော့ကျွန်တော်မျှဝေပေးခြင်းပါတယ်ဗျာနော်အဲတော့ကျွန်တော်မိတ်ဆွေခொနည်းကသားသမီးတွေပေါ့လေအကျိုးတွေအများကြီးတင်နေကြတယ်အဆင်မပြေကြဘူးငွေကြေးလေးတွေကခက်ခဲနေကြတယ်အဆင်မပြေကြဘူးရရရှိတဲ့ပတ်စံကြတော့မရပေးရရှိတဲ့ပတ်စံတွေကလည်းမပေးနိုင်အနေထားတွေခက်ခဲတယ်ပေါ့တချို့တွေမှဆိုရင်ဟိုရရလည်းရှိတယ်တခြားဘက်ပတ်စံဝင်မယ်ဆိုတာလည်းဖြစ်တယ်ဒါပေမဲ့လို့ ဲ့လိုမျိုးဝင်လာမယ်ဒီနေ့တည်းရဝင်မှမယ်ဆိုရင်တော့မှမဝင်တော့ဘဲနဲ့လက်လာပါတွေပိတ်ပြီးတော့သွေဖယ်ဝါးတာတွေကြံ့ညာဝါးတာတွေခက်ခဲဝါးတာတွေကအစလက်ပိတ်နေတဲ့သူတွေကအဆုံးပေါ့ဗျာအားလုံးအတွက်အဆင်ပြေအောင်လက်လာပါလေးတွေရှင်နှံပြီးပေါများလာဖို့အတွက်လောက်ဝမဲ့ရရရနီလန်ကောင်းလေးတခုကျွန်တော်မျှဝေပေးခြင်းပါတယ်ဗျာနော်ဆိုတော့အဲရရရနီလန်ကောင်းတခုပေးတာဖြစ်တဲ့အတွက်လေးလေးနက်နက်ယုံကြည်လေးလှုပ်ဖြောင်းလှုပ်ကြပါလို့လဲထပ်ပြီးမေတ္တာရက်ခံခြင်းနဲ့ကျွန်တော်ပေးတဲ့နီလန်ဒီ ဟိုရရဆိုတဲ့အရာလေးကိုခဏဘေးပဲထားအောင်ဘာသာရေးရှုထောင့်ကကြည့်ရင်တော့မှအမရာကုသိုလ်ထူးရမယ့်ရရအာကုသိုလ်ထူးရမယ့်အရာဖြစ်တဲ့အတွက်ပေါ့လေဘာမှအစိတ်ကူစရာမလိုဘူးဘသူတူတယောက်မှထိခိုက်နှစ်နာစေတဲ့အရာမျိုးမဟုတ်ဘူးဆိုတာလေးကြိုပြီးတော့ပြောပြခြင်းလေဗျာနော်အဲ့တော့ဘာလို့ခမလဲဆိုတော့မြတ်စွာဘုရားမှာပေါ့လေမိမိတို့နေမှာရှိတဲ့မြတ်စွာဘုရားမှာရွှေထီးဆက်တက်လက်လူပေးရမယ်နော် ရွှေထီးဆက်တက်လက်အုံဒီကပြောသည်ရောင်းတဲ့စာရင်တို့ဘုရားတစောင်းနေမှာတို့ရောင်းတဲ့စာရင်အများကြီးရှိပါတယ်နော်ရွှေထီးလေးလို့ပြောလိုက်ထီးသေးသေးလေးတွေပါပဲ ဈေးလက်တက်တာပါတယ်ဘလောက်မှလည်းမရှိပါဘူးเนาะအလုံးပေါင်းဆက်တက်လက်အရာမြတ်စွာဘုရားမှာအရာဖြင့်ဘုရားမှာကတ်လူပေးရမယ်ပြီးတော့ပန်းလူရမယ်ပန်းလူတဲ့အခါမှာဒေလီယာပန်းရတယ်ဆိုရင်တော့ဒေလီယာပန်းဆက်တက်ဝင်ကတ်ပေါ့เนาะကတ်လူပေါ့အဲ့ဒေလီယာပန်းရှားတယ်ဝယ်ရလဲခတ်တယ်ဆိုရင်အလွယ်ဆုံးကတော့ရွက်လဟာလင်းညွန့်ဒန်းညွန့်ခုနှစ်ညွန့်เนาะအဲ့ဒါလေးနှစ်ခုကိုပေါင်းပြီးတော့ညောင်ကျိုးထဲမှာဘုရားပန်းနေနဲ့ကတ်လူပေးရမယ် ်ဘုဒ္ဓဂုဏနဲ့စနေနာနဲ့ယောပြီးကပ်ပြရတယ်လို့ခေါ်တယ်ဒေလီယာဆိုလို့ရှိရင်တော့ဒါစနေအစာဘုဒ္ဓဂုအစုံပေါ့လေနော်အဲ့တော့အဲ့လိုမျိုးတစ်ခုတည်းမရဘူးဆိုရင်တော့ခုနကစနေနာလို့ခေါ်တဲ့ဒန်းညခုနညပြီးလို့ရှိရင်ဘုဒ္ဓဂုဏလို့ခေါ်တဲ့ယွတ်လလင်းညအဲ့နှစ်ခုကိုပေါင်းပြီးကပ်လို့ပေးပါဗျာနော်တခြားစနေနံဘုဒ္ဓဂုဏအနေနဲ့ရပါတယ်ဒါပေမဲ့တခုရှိပါတယ်စနေနံဆိုပြီးနင်းစီသွားကြတာမျိုးကမရပါဘူးပြအနောက်မှာနင်းဟဲနောက်မှာစီပါတဲ့အတွက်အင်္ဂါနဲ့တွဲသွားပြီးမရဘူးစနေဆိုစနေတိတန်အဲ့လိုမျိုးဖြစ်ဖို့တော့လိုတယ်နော်အဲသတိထားဖို့အမှားချင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ခုနပြောတဲ့ ဒံညခုနှစ်ညအဲရွက်လလင်းညနှစ်ခုပေါင်းတော့၁၇ညအဲ့ဒါကိုဘုရားမှာဘုရားပန်းအနေနဲ့ကတ်လူပေးရမယ်ပြီးတော့အိမ်မှာရှိတဲ့မြတ်စွာဘုရားကိုရွှေသင်္ကန်းလေးကတ်စေခြင်းနဲ့ဗျရွှေတိုင်းကတ်တာပေါ့ဗျာဆိုတော့အာအလုံးပေါင်းဘယ်နှခုကတ်မလဲရှင်ရင်အဲရွှေဘုရားဆက်တဗျာဒီဒီကတ်ပြီနော်ရွှေတိုင်းဆက်တဗျာဒီဒီကတ်ပြီကတ်တဲ့အခါမြတ်စွာဘုရားရဲ့1 byte ကိုအဓိကထားနော်ရင်ဘတ်တို့1 byte တို့ကိုအဓိကထားပြီးတော့ကတ်လူပေးပါဗျာနော်ဟုတ်ပြီအဲ့ဒါပြီးတော့ဘာလုပ်ကြလဲဆိုတော့မြတ်စွာဘုရားမှာစုံကတ်ပေးရတယ်စုံရလည်းမခတ်ပါဘူးငွေကုန်ချိကြလည်းမများပါဘူး ထញ្ញခက်လေးဆက်တဲ့ခက်ကိုအဲဂျူပံများလေးတက်ထည့်ပြီးတော့ကတ်လူပေးကတ်တဲ့အခါမှာအကိန်းများတက်နိုင်တဲ့သူတွေအိမ်မှာအလိုတကူရှိတယ်ဆိုရင်တော့အဘွားပြားရည်လေးစမ်းပြီးတော့ကတ်လူပေးပြနော်အကိန်းမရှိဘူးဆိုရင်ထញ្ញခက်ကြီးပဲဒီတန်းဆက်တဲ့ခက်တီတီကတ်လူပေးပါဗျာနော်ပြီးတော့တောက်တော်ရည်ဆက်တဲ့ခွက်ကတ်လူပေးပါဗျာနော်ဟုတ်ပြီအဲ့လိုမျိုးကတ်လူဖျားလေးပါရှိကိုပြီးွားရင်ဗတိလေးစိတ်ပေးအဋိဌံဝင်ရတော့မယ်ကွာပိတ်နေတဲ့လက်လာပါးတွေပွင့်ပြီးတော့ကံတရားကိုမြင့်မာခြင်းနဲ့ရှူလင်ကိုယ်တွေဝင်နေတာဟုတ်ဗျအဲ့တော့လက်လာပါးအရာနဲ့ဖတ်သလို့ရှိရင်အားလုံးလည်းကြားဘူးသားဖြစ်ပါမှာလက်လာပါးမှာ ဣဒရဘွေရတဲ့ရှင်သီရိယန္တာရဲ့အဲဂါရာလေးတစ်ခုရှိပါတယ်အဆဆုံးရုပ်ဖို့မလိုပါဘူးဗျာနော်အဓိကရုပ်ကမှာပါလဲဆိုတော့တေဝလိစာမဟာလာဘံတပ္ပလာမဘဝိတရိထိယတာအာနုဘဝေနသရာဟောတုပိယံမမဆိုတဲ့အဲ့ဒါလေးပဲရုပ်ကမှာဗျာနော်ကျတော့ဗတိနဲ့ရုပ်ကမှာဗောလေအလုံးပေါင်းဗတိစရပတ်တိစိတ်ကမှာကျွန်တော်အလုံးပြောတာစရပတ်တိပဲနော်ဗတိစရပတ်စိတ်ကမှာဆက်တော့ကျွန်တော်ခုနပြောတဲ့ဂါရာလေးကိုအဲတခါရုပ်ဗတိတလုံးချတရားရှိလုံးဗတိနဲ့စရပတ်တိအဋ္ဌံဝင်ရမယ် အားလုံးကဘယ်နှယတီတီအဋ္ဌံဝင်ရမလဲဆိုရင်အဲ58ယတီတီအဋ္ဌံဝင်ပြီဗျအဲ့58ယအတွင်းမှာပဲပိတ်နေတဲ့လက်လာပါတွေပွင့်သွားလိမ့်မယ်အကျိုးတွေပြန်ဆက်လိုက်တဲ့အနေအထားဖြစ်တာတွေရရရှိတဲ့ပတ်စံတွေပြန်ရတာတွေကုညီထောက်ပံ့တာတွေဒီငွေချင်းတွေတခုလည်းမဟုတ်ဘူးရွှေတွေပါဝင်လာလိမ့်မယ်ရွှေရောငွေရောနှစ်ခုသလုံးဝင်တတ်တယ်လို့ခေါ်တယ်ဘာကြောင့်လဲဆိုတော့အဲနည်းနည်းတော့ရှင်းပြလိုက်ပါအောင်မယ်ကျွန်တော်တို့ကမိတ်ဆင်တယ်လို့ခေါ်တာပေါ့နော်မိတ်တက်ပေါ့ဘုတ်တခုနဲ့စနေသည်မိတ်တက်ကြတယ်ပေါ့နော်ဆိုတော့ဒန်းလာဆိုတဲ့ဓာတ်ကြတယ် ဗုဒ္ဓကုသီလေးကဏ္ဍကိုကိုစားပြုတဲ့လေးကဏ္ဍဆိုတာလက်လာပါရှင်တဲ့ကဏ္ဍထဲမှာပါတယ်ဗောလေလက်ကောင်းတယ်လို့ခေါ်တယ်အဲပြီးလို့ရှိရင်ခုံကဏ္ဍကြတော့သူကကံကောင်းတယ်လို့ခေါ်တယ်အနှစ်ခုပေါင်းလိုက်တာဗောနော်အဲအဲ့ဒါကြောင့်ကျွန်တော်တို့ကအဲ့လိုလေးလုပ်စေချင်တာဒါအပြင်အဲ၁၁ရတယ်ဗောအဲ့နှစ်ခုပေါင်းရင်လေဒါက9ဗောစနေဆိုရင်9ဗုဒ္ဓကုဆိုရင်၄နှစ်ခုပေါင်းရင်၁၁စက်တမီငိမ့်တဲ့အဓိပ္ပာယ်ပါပဲအဲကိုယ်စီမှာပူပန်နေတဲ့အပူတွေအားလုံးပြင်းငိမ့်သွားမှာပါไอ้สัตว์ติโกถับปองเนี่ยติ๊ดๆๆปองเนี่ย100เลยเปียนิดสรว่าตะเล้งอ่ะนะงวยโกกูซ้าอยู่เลยเนาะ ငွေတို့ကားတို့စသည်အားဖြင့်အဲ့ဒါမျိုးတွေဟာအစလက်လာပါတွေပွင့်ပြီးကိုယ်စီဝင်လာမှာဖြစ်တဲ့အတွက်ကျွန်တော်အခုပြောတဲ့ရရရာကိုအဲလုတ်ပါ58ရက်တိုင်တိုင်မပြတ်မကွက်အဒိဋ္ဌံပရိစိတ်ပါအဲ့58ရက်အတွင်းမှာပဲထူးထူးခြားခြားလေးတွေအဲလက်လာပါပွင့်ပြီးတော့လူဝင်ဆန္ဒတွေဒီအေကံမုတ်ချပြည့်သွားလိမ့်မယ်ပိတ်နေတဲ့အရာတွေအားလုံးပွင့်သွားမယ်ဗျာဘာများစိတ်ကူးစရာလိုတော့မှာလဲဗျာနော်အဲဒါကဘလောက်မှလည်းကုံညာစိတ်တွေမများဘူးဘာမှလည်းထိခိုက်နှိမ့်နာသွားတဲ့အရာမျိုးမဟုတ်တာဖြစ်တဲ့အတွက်ရင်ထဲအသေးတဲ့နှလုံးသားတွေကလာတဲ့ယုံကြည်ချက်မျိုးနဲ့ လေးလေးနက်နက်အဓိဋ္ဌာန်ပြုပြီးတော့လှုပ်ဖြစ်အောင်လှုပ်ပါဗျာနော်ခုနကသာသမီကျွန်တော်မိတ်ဆွေအားလုံးရွှေမိုးငွေမိုးတွေရွာသွန်းဖြိုးပြီးတော့ရွှေရင်ငွေတွေလာပါလေပေါ်များစွာဝင်ရောက်လာပါစေအလူကြီးအတန်းကြီးပေးနိုင်ပါစေအလူရေဆက်လက်နဲ့မကွာလူနိုင်တန်းနိုင်တဲ့ပုံကူပုံကူမြတ်တွေဖြစ်ကြပါစေလို့ကျွန်တော်စုမကောင်းတောင်းရင်ကျွန်တော်ရေရာလေးကိုမျှဝေပေးလိုက်ပါတယ်